ဒီပြောကြားချက်ကိုနေပြည်တော်မှာအော်တိုဘာလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာစစ်ကောင်မရှင်ဝါဒဖြန့်မီဒီယာတွေနဲ့တီးတန့်တွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပြီးဒီကနေ့ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာကြဲကြဲပြန့်ပြန့်ဖော်ပြခဲ့တာဖြစ်ပါတယ်။အထွေထွေရွေးကောက်ပွဲအတွက်တရုတ်နိုင်ငံကဒီပညာဆိုင်ရာပံ့ပိုးကူညီမှုတွေလှုံ့ဆော်ပေးနေပါတယ်။မြန်မာနိုင်ငံကဒီမိုကရေစီလမ်းကြောင်းမှန်ကိုတစိမ့်ချင်းဖျောက်ဖျောက်ကြီးတွားနေပြီလို့ဆိုကြပါတယ်လို့တိတ်ရွှေချင်းကပြောခဲ့ကြောင်းဖော်ပြထားပါတယ်။ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့ဆိုပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အနောက်နိုင်ငံတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေချိန်မှာအင်းနီချင်းတရုတ်နိုင်ငံကတော့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကူညီပေးနေကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။တိန့်ရွှေချင်းဟာ2022ခုနှစ်ဒီဇင်ဘာလမှာမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြင့်ခန့်အပ်ခံရသူဖြစ်ပါတယ်။သူဟာတစ်တုံညာနှစ်ခုစစ်စင်ရေးကာလအတွင်းရှမ်းမြောက်မှာစစ်ကောင်မရှင်ဘက်ကဆစ်ရှုံနေချိန်မှာ ညီနောင်မဟာမိတ်သုံးဘက်ကိုတိုက်ပွဲတွေရပ်တန့်ဖို့ဖိအားပေးခဲ့တယ်လို့တခြားတော်လှန်ရေးအဖွဲ့တွေကိုထောက်ပံ့မှုတွေမလုပ်ဖို့ UWSA ဝါတက်ဖွဲ့ကိုဖိအားပေးခဲ့သူလည်းဖြစ်ပါတယ်။အခုလိုတရုတ်ရဲ့တရားဝင်ထုတ်ဖော်ပြောဆိုမှုဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိမတ်ပြုလာအောင်ကြိုးပမ်းရမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်လို့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံရေးအပေါ်ဩစာလွှမ်းမိုးမှုဘလောက်ထိကြီးမားတယ်ဆိုတာကိုပါထင်ထင်ရှားရှားပြသလိုက်တာဖြစ်ပါတယ်။